အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဂျပန်နေစကားပြောရင်တော်တော်များများအသုံးများတဲ့စကားလုံး3တော့5ခုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒါကဘာတွေလဲဆိုရင်1ရာပတိ2နာရူဟိုတို့3ဥဆိုဂျာနိုင်ဥဆိုဒီရှော4ရှောဂျီကီနီဥတို့5မာဂျီကာဆိုတဲ့စကားလုံး3တော့လေးပဲဖြစ်ပါတယ်ဆိုရသေးပေါ့မိုင်ဒူမရှိုရွှေကဲအဲ့ဒီရနံပါတ်1အသုံးတော့ဖြစ်တယ်ရာပတိဆိုတဲ့စကားလုံး3တော့လေးကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒီရာပတိဆိုတဲ့အဓိပ္ပာယ်ကတော့မြန်မာလိုပြောရမယ်ဆိုရင်အာ ကိုထင်သားသလိုဖြစ်လာတာပဲဆိုတဲ့သုံးနှုန်းလေးပါဘယ်လိုမျိုးဆိုရင်ဥမာအနေနဲ့ကြည့်ရအောင်မမတို့ဥမာကိုကကိုကောင်လေးနဲ့ချိန်ထားတယ်မမကမကောင်လေးနဲ့ချိန်ထားတယ်ဒါပေမဲ့သူကချိန်ထားတဲ့အချိန်ကနောက်ကျနေတယ် ာသူအိပ်ပျော်နေလားမသိဘူးလို့ထင်ပြီးတော့မကဆောင်းနေ။အဲကြောင့်သူရောက်လာတယ်။အာ sorry သူအိပ်ပျော်အိပ်ရထားနောက်ကြပါလို့ဆိုပြီးသူပြောတာ။အာရပါလီဆိုတာတန်တာနဲ့အာကိုထင်ထားသလိုဖြစ်လာတာပဲဆိုတဲ့နေရာမှာအဲ့နေရာမှာရပါလီကိုသုံးပါတယ်။ကဲနမက်နဲ့အသုံးလုံးဖြစ်တဲ့နာရူဟိုတို့နာရူဟိုတို့ကကြတော့အော်သဘောပေါက်ပြီ။နင်ပြောတာကငါသဘောပေါက်ပြီနာရူဟိုတိုနဲ့တူတဲ့စကားလုံးနောက်တစ်ခုရှိပါတယ်ဆိုယူခွတ်တိုဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အော်ဆိုယူခွတ်တိုနဲ့နာရူဟိုတိုဆိုယူခွတ်တိုအတူတူပါပဲပြောရရင်တော့သူသူ့စကားကိုမတော်ကနားထော ောင်နေရနားထောင်နေနားထောင်ရင်းနဲ့အာနင်ပြောချင်တာဒါနော်โอเคသဘောပေါက်ပြီးဝါကာဒီမတ်စတာနဲ့နည်းနည်းလေး꿰ပါတယ်ပြောရင်တော့အခုပြောနေတဲ့အကြောင်းအရာတစ်ခုခုမှာအာ နင်ပြောနေရငါသဘောပေါက်ပြီ။အင်းအင်းအင်း။နာရူဟိုဒိုနဲ့ဆိုယူခိုတိုနဲ့အဲ့လိုနေရာမှာမတော်တုံးပါတယ်။နာရူဟိုဒိုလေးကိုနံပါတ်3အသုံးနှုန်းဖြစ်တဲ့ဥဆုဒီရှောဥဆုဂျာနာရေးဆိုတဲ့အသုံးနှုန်းလေးကတော့မောင်မြမလိုဒိတ်ခွေပြန်လိုက်မယ်ဆိုတော့ဟဲ့လိန်တာမဟုတ်ဘူးလားအလိန်မဟုတ်ဘူးလားလို့ပြန်လို့ရပါတယ်။ဒါပေမဲ့တခိတခိရန်ဂျပန်မှာဥဆုဒီရှောတို့ဥဆုဂျာနာရေးကိုမကောင်းတဲ့အတိအပင်နဲ့မသုံးပါဘူး။ကိုကလန့်သွားတဲ့အခါမှာဘီကူရီရှတာတိုကီတိုကာဒေမိုစကိုင်းမတ်အဲ့လိုဟာဘာလဲဆိုတော့ဥမ္မမအနေနဲ့မကပြောရရင်တကွမတငယ်ချင်းတယောက်ရှိတယ်။အဲ့တငယ်ချင်းကတခါမှယီစာမထားခဲ့ဘူးဘူး။အခုချိန်ထိသူယီစ ာတစ်ခါမှမထားခဲ့ဘူးပေါ့နော်ဒါပေမဲ့ရှီဘာရကူမတို့ပြန်တွေ့တဲ့အခါမှာအတော်ကြာကြီးပြန်တွေ့တဲ့အခါမှာသူကရေးစားရသွားပြီဟေး ဥဆိုတာနိုင်ဥဆိုဒီရှောကိုကလုံးဝမယုံကြည်နိုင်ဘူးနင်ရေးစားရအောင်တော့ငါမယုံကြည်နိုင်တော့ဘူးကိုကကိုလုံးဝအံ့ဩသွားတဲ့နေရာမှာမတော်ဥဆိုကြနိုင်ဥဆိုဒီရှောဆိုတဲ့အတုံးနှောင်းလေးကိုသုံးပါတယ် negative image နဲ့သုံးတာမဟုတ်ပါဘူး negative မကောင်းတဲ့အတိတ်ပဲနဲ့မသုံးပါဘူးဆိုတော့လုံးဝကိုက big good start တကိပေါ့နော်အံ့ဩသွားတဲ့အခါမှာမတော်ဥဆိုဒီရှောဥဆိုကြနိုင်ဆိုတဲ့အတုံးနှောင်းလေးကိုသုံးပါတယ်နောက်နံပါတ်၄အတုံးနှောင်းဖြစ်တဲ့ရှောကြီးကီနီဥတိုးဆိုတာမောင်မြန်မာလိုတိုက်ရိုက်အတိတ်ပဲပြန်မယ်ဆိုရင်တော့အယိုးသားဆုံးဝင်ခံရမယ်ဆိုရင်အယိုးသားဆုံးပြောရမယ်ဆိုပြီးတော့တိုက်ရိုက်အတိတ်ပဲပြန်လို့ရပါတယ်အဲ့ဟာလေးကိုဥမာမာကပြပြရမယ်ဆိုရင် ဥမာမကဦးမျက်နှာမကောင်းဘိုက်နာတယ်ဒါပေမဲ့ဥကကောင်းလေးနဲ့ဒိတ်နေတဲ့အချိန်မှာသူ့ရှေ့မှာမကရှက်လွန်းလို့မပြောနိုင်အဲချစ်ဘာဖြစ်နေရလဲမျက်နှာမကောင်းပါလားဘာဖြစ်နေရလဲ तू အတင်းပြလာတဲ့အခါမှာကိုကအယူသားဆုံးဝင်ခံရတော့မယ် うん、正直に言うと今お腹が痛いなよトイレ行きたいそれはルリマは正直に言うとエリアマユータゾピアメソイエンそれはハリオマルトまれ。バリレ正直に言うとユータゾピアメソビロトマレでもなとのせてマジですかマジかそれセケロントノリア本当にね本当ですかねネネリロスメメ、ね、トノレコワレカリ本当ですかおマはトンガイデスメモノネネペルをメヨンチアチャレカイデシ နော်ဟွန်တိုနီနေပြောနေတာဟုတ်ရဲ့လားဆိုတဲ့ဟာလေးဖြစ်ပါတယ်မာဂျီဒက်စကာကကြတော့လေကိုကအာအာဟုတ်လားအဲ့လိုအဲ့လိုပုံစံမျိုးလေးပေါက်ပါတယ်အာမာဂျီဒက်စကာမာဂျီကာအာဟုတ်လားနေပြောနေတာဟုတ်လားဆိုတဲ့အမှန်လေးပါနည်းနည်းလေးတော့ဟွန်တိုနီနဲ့အတိတ်ပဲတော့တူပါတယ်ဒါပေမဲ့နည်းနည်းလေးညွန့်ဆိုတာနည်းနည်းလေးကွဲတယ်ပေါ့နော်အဲ့လိုဆိုတော့မာဂျီဒက်စကာလို့ပြောလိုက်ဟေးတကယ်ကြီးလားလို့ပြောတဲ့အတိတ်ပဲပါပြန်ပြောမယ်မာဂျီဒက်စကာတကယ်ကြီးလားအင်းမာဂျီဒါယောအိုင်စတီရီယော okay ဒီဗီဒီယိုလေးကတော့အခုဂျပန်နေဒါထဲမှာအသုံးများတဲ့စကားလုံးအသုံးနှုန်း၅ခုဖြစ်ပါတယ်။မနောက်နောက်ပိုင်းမှာလည်းဒီလိုဗီဒီယိုလေးတွေကိုပဲအခုလိုပဲတင်ဆက်ပေးသွားပါမယ်။အားလုံးဒီဗီဒီယိုလေးကိုကြိုက်နှစ်တက်ကြမယ်လို့မျှော်လင့်ပါတယ်။ I love you over. See you next video. Sayonara.